ကိုကိုမိမိတို့လမ်းမလာလားမသိဘူးနော်မမလာပါဘူးကိုကိုတကယ်ချင်းပြောတာဒီလမ်းမှာပဲဟုတ်မှလည်းလုံတော့ကိုကိုရဲ့မနဲ့ကလေးကလမ်းလျှောက်လာခုထိရွာမပြောနဲ့တဲတောင်မတွေ့ဘူးရေးပါကွာအစားရဲတေချာမေးခဲ့ရမှာအဲ့ဒါကိုကိုပြလေတိပီတိပီနဲ့တတိတဲကိုတိညာပဲမပြောချင်မောင်နှမနှစ်ယောက်ကတညင်းကြီးတညွညွနဲ့လမ်းလျှောက်ရင်းနဲ့ဟာကိုကိုဟိုမှာတိပင်ကြီးပဲသွားနာရအောင်အဲ့နားလေးမှာမောနေပြီးအထုပ်တရလည်းအရန်အလေးကြီးပဲလာလေအဲ့ဒါဆိုလည်းသွားနာပေါ့ကိုကိုလည်းအရန်ပင်ပန်းနေအဲကိုကို အပင်အောက်မှာရှင်းနေရပဲအဲ့ဒါဆိုမိမိတို့လမ်းမမလောက်ကိုလူနေလို့သာရှင်းနေရပေါ့ညီပဲအမျိုးမျိုးအခုပဲလမ်းမားတယ်အခုပဲလမ်းမှန်နေနေဘာတွေမှတော့မသိဘူးအဲကိုကိုကြားလာကိုကိုလူတန်းနေအေးကြားရဟာငါထားကြည့်လိုက်အောင်ခဏလေးသူတို့စီကိုလာနေတာအသက်30ဝန်းကျင်လောက်ရှိတဲ့လူနှစ်ယောက်ပါတစ်ယောက်ကဗလာတောင်းတောင်းနဲ့နောက်တစ်ယောက်ကတော့ပိမ့်ပိမ့်တွယ်တွယ်ပါကျွန်တော်တို့နားနေတဲ့တပင်းနားကိုရောက်တော့ဒါကမြို့ကလာတဲ့ဆရာဝန်နေလားမသိဘူးခင်ဗျာအော်ဟုတ်ပါတယ်ဗျာကျွန်တော်နာမည်ကမြတ်စောနောင်ပါ तू อ่ะကျွန်တော်ညမလေးမျက်ရည်ကလေးကြောပါဟုတ်ကဲ့တွေ့ရတာဝမ်းသာပါဗျာတကြီးอ่ะခမားတို့လာမယ်ဆိုလို့အကြိုခိုင်းလိုက်တာခုလိုနောက်ကျနေတဲ့အတွက်တောင်းပန်ပါတယ်ဗျာရပါတယ်ဗျာမလိုပါဘူးလူဆိုတာကိုယ့်အခက်ခဲနဲ့ကိုရှိကြရပဲဥစ္စာအခုလိုနားလဲပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာကျွန်တော်ရဲ့နာမည်ကဗလပါဗျာဒီကနောင်ကြီးကတော့ရန်ကြီးရဲ့ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါဗျာကဲအချိန်မရှိတော့ဘူးဗျာတွားကြရအောင်ဗလဥဆောင်ပြီးတော့အထုပ်တွေတည်သွားတဲ့အခါမှာတော့ကျွန်တော်တို့ကလည်းပပပပပဲလိုက်ခဲ့ပါတယ်ဟောဗျာ ကျွန်တော်တို့မောင်နှမနှစ်ယောက်ခက်ခက်ခဲခဲတဲခဲ့ရတဲ့အထုပ်တွေဟာသူတို့လက်ထဲလဲရောက်ရောပေါ်ပါနေတယ်လို့ပဲထင်ရတယ်ဗျာကျွန်တော်တို့တော့သူတို့မိအောင်မနှဲလိုက်နေရတဲ့အဖြစ်ကဲဆရာလေးတကြီးအိမ်ကိုအရင်ဝင်လိုက်ပါအောင်များကျုပ်တို့တော့ဆရာလေးတို့နေရမယ့်အိမ်ကိုအထုပ်တွေတွားထားလိုက်အောင်မယ်ဟောဆရာလေးတို့တော့ရောက်လာပြီကိုလာခွေအိမ်နဲ့တွားရအောင်ကျုပ်ကဆရာလေးတို့လာမယ်ဆိုလို့မျှော်နေတာဗျာကျုပ်ကိုယ်တိုင် လာမကြိုနိုင်တာတော့နားလဲပေးပါဗျာဟာရပါတယ်ဗျာအိမ်ထဲကနေထွက်လာပြီးတော့ခရီးဥကြိုပြုနေတဲ့တကြီးကိုမြင်တော့စိတ်ထဲမကောင်းပါဘူးနာတာရှိယောဂကြောင့်လာမသိရှီရင်ဆွဲအသက်သက်ပဲပို့ပြီးတော့ရ ြင့်ယော်နေပါတယ်ကျွန်တော်တို့ကြီးလည်းအိမ်ထဲကိုရောက်ရောကဲငါတူတို့ထိုင်ကြကွယ်ကျုပ်ကတော့ဒီရွာရဲ့တကြီးဥပလူလို့ခေါ်ရဲကွယ်အဲကျုပ်ဇနီးကတော့မေမြပေါ့မေမြရေဒီမေကွာဆရာလေးတို့ရောက်နေတယ်ကွယ်လဖေးကြီးချန်လေးယူခဲ့ကြပါအောင်ကွယ်ဒါနဲ့ဆရာလေးတို့ရဲ့နာမည်တွေရောကျွန်တော်ရဲ့နာမည်ကမြတ်စောနောင်ပါဗျာညီမလေးရဲ့နာမည်ကတော့မြတ်ဧကရီကျော်ပါ။ဩမြို့ကနာမည်တွေဆိုတော့အစမ်းမဲကွယ်ကျုပ်တို့တော်ဆိုတော့တော်ဆန်ဆန်မဲပေါ့ကွယ်။ အေးအေးအေးမနေ့ကတောင်ဆရာဝန်လေးတယောက်ရောက်လာသေးတယ်ကွယ်နာမည်ကလည်းအစမ်းသားပဲတင့်ဆက်ပိုင်းနဲ့မင်းတို့မျိုးကနာမည်တွေကလည်းဘာတွေမှန်းကိုမသိပါဘူးကွယ်တောနဲ့တော့တော်တော်ကွာသားဟာစကားပြောပုံတွေအစားကျုပ်တို့ကတောဆိုတော့ပုံမလင်လင်စကားပြောကြမ်းတယ်ကွယ်မျိုးကလူတွေကတော့စကားပြောအတော်ချိုတာပဲကွယ်ပရွက်စိတ်ကြိုက်မှတော့စိုးရတယ်ကဲကဲငါတူတို့ကလည်းပင်မန်းလာတာဆိုတော့နားကျင်လဲနားကြောင်ကွယ်နော်ညစာစားတဲ့အချိန်ကြလို့ရှိရင်အခေါ်လွတ်ခိုင်းလိုက်မယ်ကွယ်ဘလာတို့တော့ပြန်လာပြီပဲဘလာရဲ့ ဒီကမောင်ရင်တို့သူတို့နားမဲ့အိမ်ကိုလိုက်ပို့လိုက်ပါအောင်ကွယ်ဟုတ်ကဲ့ပါသကြီးဗလာလိုက်ပို့တဲ့အိမ်ကိုရောက်တော့ခရီးကတော်တော်လေးကိုပင်ပန်းလို့လာမသိဗလာပြခဲ့တဲ့အခန်းနှခန်းကိုတယောက်တခန်းစီဝင်ယူပြီးတော့နိုင်နဲ့ဘလို့အိပ်ပျော်လို့အိပ်ပျော်သွားမှန်းတော့မသိပါဘူးညနေကျတော့ဗလာကထမင်းစားလာခေါ်တော့မှအိယာကနိုးရတဲ့အဖြစ်ပါပဲဆရာလေးတို့နှစ်ယောက်ကိုသကြီးကထမင်းစားခေါ်ခိုင်းလိုက်လို့ဗျာအော် so sorry ပါဗျာကျွန်တော်တို့အိပ်ပျော်သွားတယ်ဒါနဲ့ဆရာလေးတင်းဆက်ပါရောဘယ်ရောက်သွားလဲအော်ကျွန်တော်တို့လည်းလာသေးရမတွေ့မိဘူးဗျာကိုဗလား ကျွန်တော်ဒီမှာပါဗျပြင်းလို့ခြံနောက်တဲဆင်းပြီးလမ်းလျှောက်နေရပါအတန်လာရာစီကိုကြည့်လိုက်တော့ဖြူဖြူနုနုနဲ့ကောင်းလေးပါကိုတက်တော့နှစ်နှစ်လောက်တော့ငယ်မဲ့ပုံစံလေးပါကဲလူဆုံလို့ရှိရင်လည်းသွားကြရအောင်ဗျတကြီးဆောင်နေတကြီးအိမ်ကိုရောက်တော့ညစာစာစကားအနေချင်းပြောပြီးတော့ပြန်ရောက်တော့ဘလို့မှမသိအရန်အိတ်ချင်နေတာကြောင့်အိတ်ပြော်သွားရပြန်ပါတယ်မနေ့အရာကနိုးတော့6နာရီပါဒီချိန်ဆိုရင်ဟိုငတိမလေးအိတ်ကောင်းတော့နေမှာပဲတွေးနေမျက်နှာတက်ကိုလည်းတန့်စင်နေတော့မှာပဲအခုနိုးပြီလားဩညီအေးအခုပဲနိုးတာကွာ ညာတော့အရန်အိတ်ချင်နေရတဲ့စကားတောင်ကောင်းကောင်းမပြောလို့ရဘူးကွာအတူတူပါပဲကိုရကျွန်တော်လည်းတကြီးရင်ပြန်လာတော့မျက်လုံးမနေပြူပြဲပြီးဖွင့်ထားရတာဗျာဒါနဲ့ညီကကိုရုလိုပရိုက်တာလာလောက်တာပဲလားဟုတ်တယ်လို့ပြောပြရင်လည်းလိန်ရကြအောင်ပဲဗျာအမှန်တိုင်းပြောရင်တော့အင်းကမိမပေးစားမဲ့အတန်ကြားတာနဲ့ထွက်ပြေးလာတာဗျာငါညီရတော့ဖြစ်မှပြရလေကွာစူစမ်းမအောင်မင်းအင်းကပေးစားမိမမချောလို့လားအဲ့လိုတော့လည်းမသိဘူးဗျာမြင်လည်းမမြင်ဘူးဟေး ဖြစ်ရလေကွာမင်းနဲ့ချောချောလေးဖြစ်နေဘယ်လိုလုပ်မလဲအဲ့ဒါတော့လေကံပေါ့ဗျာဘယ်တက်နိုင်မလဲမင်းကမိမပေးစားတာညင်းနေဆိုတော့ရွယ်ထားရသူရှိလို့လားအာမရှိပါဘူးဗျာမယူကျင်သေးလို့ပါဒါနဲ့အကိုကရောအိမ်တော်နေပါရင်မရှိဘူးလားဒီလောက်သွားလိုက်ရမှာကွာညမတစ်ယောက်လုံးတောက်တက်လို့တွေ့ပြီးလိုက်နေမှာတော့ဘလို့လုံပြီးတော့ရှိမှာတော့ဦးကွာဒီကြားထဲကျိန်းလိုက်သေးတယ်ရီးစားထားလို့ကတော့အသေးပဲတယ်အကိုကညမကြောက်တာပဲကြောက်တာတော့မဟုတ်ပါဘူးကွာချစ်တာပါအကိုလည်းပျော်တတ်တယ်နော်ပျော်ပျော်နေသေးကလေးကွာဒါနဲ့မင်းကလည်းရန်ကုန်မှာပဲလား ုတ်တယ်ဗျာကျွန်တော်ကသင်္ကန်းကျွန်းဘက်ကအကူရူအောင်ဩအကူရူကဘူတထောင်မှာနေရကွာဩကျွန်တော်အဲ့ဘက်ကိုခဏခဏရောက်ဖြစ်တယ်ဗျာအကူရူတော့တခါမှမမြင်ဘူးပါဗျာဖြစ်တတ်ပါတယ်ကွာရန်ကုန်မြို့ကြီးအကျယ်ကြီးရဲ့ဥစ္စာအဲ့ဘူထောင်ထဲမှာကျွန်တော်တငယ်ချင်းတွေရှိတယ်ဗျာဟိုရန်ပိုင်ဆိုးတဲ့အကူသိလားမသိဘူးအာရန်ပိုင်ဆိုးဟိုအသားမဲမဲနဲ့ကောင်ပြောရမလားသိတာပေါ့ကွာတရက်ကွက်ထဲကိုကုကု နိုးနေတော့မမိကိုမနိုးအမလေးဗျာညီကိုပင်ပန်းထားလို့အိပ်ပါစီတော့ဆိုပြီးမနိုးပဲထားတော့အပြစ်လာတင်တယ်လာလေးမနက်စာသွားစားကြပေါ့ကျွန်တော်ကော်ဖီဖြော်လိုက်ဗျာအဲအဲ့ဒါဆိုလို့ရှိရင်ခဏနေရောညီမမမုံနေပါတယ်တွားယူလာအောင်မယ်ဒီလိုနဲ့ပဲစိုင်းတောက်ရင်လည်းစကားပြောရင် channel ကိုဘလအလောတကြီးပြေးဝင်လာပြီးတော့ ဆရာလေးတို့ကျွန်တော်နဲ့လိုက်ခဲ့ပါအောင်ဗျာရွာထဲမှာအရေးပေါ်လူနာရှိလို့အခုတော့နေခဲ့လေကျွန်တော်လိုက်သွားလိုက်မယ်မဟုတ်ဘူးဗျာအကုန်လုံးလိုက်ခဲ့မှရမယ်ထင်တယ်ကဲပါဗျာအဲ့ဒါဆိုရင်လည်းလိုက်သွားကြပါဘောဗျာကိုဗလာခဏတော့စောင့်အောင်နော်ကျွန်တော်တို့ပစ္စည်းလေးတွေတွားယူလာအောင်မယ်ဟုတ်ကဲ့ဟုတ်ကဲ့ဟိုမြ мян လေးတော့လုပ်ဗျာနော်ယူစရာရှိတာယူပြီးတော့ကျွန်တော်တို့ဘလာခေါ်ဆောင်ရအောင်နောက်ကိုလိုက်ပါလာရင်လည်းနှစ်ထပ်အင်ကြီးရဲ့ရှေ့ကိုရောက်တော့ဘလာဒီအိမ်မြဆရာလေးတို့ဝင်သွားလိုက်လေ ဟုတ်ဟုတ်ကဲ့ဗျာအိမ်ထဲကိုရောက်တဲ့အခါမှာတော့ ND တယောက်ကဆရာလေးတို့လာလာပါလူနာအိမ်ပေါ်မှာပါကျွန်တော်တို့အဲ့ဒီ ND နောက်ကလိုက်သွားရင်လည်းလေကားပေါ်လဲရောက်ရောအပုတ်နဲ့ရထောင်းနဲ့ဆိုနှာခေါင်းနဲ့မှရလိုက်ပါတယ်စိတ်ထဲမှာတော့အပုတ်နဲ့ကြောင့်ကြက်သိမ်းများပင်ထမိရတော့အမှန်ပါပဲအိမ်မော်ရောက်တော့အနက်ကစိုးစိုးဝါးဝါးနဲ့အသက်တောင်ဝါအောင်မရှူနိုင်ပါဘူးဒီကြားတဲ့တကားတွေကလည်းပိတ်ထားလိုက်ပါသေးတယ်လူနာကလည်းရရန်ပြောရရင်မသေးခင်ကလေးကပုတ်နေသလိုပါပဲအသက်ကတော့ရှိနေပါသေးတယ်လူနာဖြစ်နေကြပြီလားဗျဘလောက်တော့ကြာပြီလဲမကြသေးပါဘူးရှင်မနေ့ကနေအကောင်းကြီးပါလမ်းနေပါရေလျှောက်လို့အခု မှဖြစ်တာပါဗျာဘယ်လို့ ကျွန်တော်တို့၃ယောက်စလုံးပါဇက်အဟောင်းသားနဲ့ဖြစ်သွားခဲ့ပါတယ်လောလောဆယ်စမ်းသက်စရာရှိတာတော့စမ်းသက်ရမှာပါပဲတခါမှလူနာဆိုရင်မကြောက်လူသေးအလောင်းနေတော့လက်မယုံမဲ့ခွဲစိတ်ခဲ့တဲ့ကျွန်တော်ကဒီနေ့မှာတော့လူနာကိုကင်ရမှာပဲလက်ကတုံတုံရင်ရင်ဖြစ်နေပါတယ်ကျွန်တော်လူနာကိုကင်ပြီးစစ်စေးမယ်ပြုမှာပဲလူနာကဝော့ဆိုပြီးတော့အန်ချလိုက်ပါတယ်သူအန်ချလိုက်တာကတော့သွေးပုတ်တွေပဲဖြစ်ပါတယ်အဲ့ဒါကိုကြည့်ပြီးတော့ကျွန်တော်ညီမလေးကလန့်ပြီးတော့ထောက်အောင်လိုက်တာကြောင့်ကျွန်တော်တို့လည်းလန့်ပြီးမော်မီအောင်မနေထိတ်နေရပါတယ်ဘက်နဲ့ဒီလိုလူနာမျိုးကိုကျွန်တော်တသက်နဲ့တကူဒါပထမဆုံးမြင်မှုတာပါပဲလူနာကတော့ဆုံးသွားပါပြီသူတက်ထွက်တာက လည်းတကယ်ကိုလန့်စရာပါသွေးပုတ်တွေအံပြီးတော့အသက်ထွက်သွားရှာတာပါပြီးတော့အန်နဲ့သွေးတွေထဲမှာလည်းလောက်တရလွတ်လွတ်ရွရွတွေပါအတော့လူနာကဆုံးသွားပြီဗျာတကြိုဖို့ပြင်ပါဆုံးပြီဆိုတော့လည်းဘယ်တက်နိုင်မှာမလဲရှင်ဒါပေမဲ့၃ရက်တော့ထားရမှာပဲဗျာဘယ်ဘယ်လိုဒီလောင်းကြီးကို၃ရက်ထားမယ်ဟဟလားခမားတို့ယူနေကြရလားဗျာဒီလောက်တော့ပုတ်နေတဲ့လောင်းကြီးကို၃ရက်ပြည့်အောင်ဘယ်လိုထားမှာလဲညီအဲ့လိုမပြောပါနဲ့ကွာ တို့စိတ်ချမ်းသာလို့လုပ်ပါစေ။ဟိုကျွန်တော်တို့ပြန်ခွင့်ပြုပါအောင်ဗျာ။ကျွန်တော်တို့ကလည်းနှုတ်ဆက်ပြီးတော့ပြန်လာခဲ့ပေမဲ့စိတ်ထဲမှာတော့အိုဂလီဆန်နေရတော့အမှန်ပါပဲ။အင်ကိုရောက်တော့၃ရက်သားတိုင်ပင်မထားဘဲနဲ့ဘိုင်းနူထိုးအရင်နဲ့ကုကုကြီးနေလေစားလဲစားနိုင်မှာမဟုတ်တော့ပါဘူး။သွားနာတော့မယ်။အေးကုကုလည်းစားနိုင်တော့မှာမဟုတ်နားလိုက်အောင်မယ်။နိုင်နဲ့ပဲအိပ်ပျော်သွားရပြန်ပါလေ။အိယာကနေနိုးတော့ညနေ9နာရီတောင်ခွဲနေပါပြီ။ဟာညနိုးနေကြပြီလား။မကြသေးပါဘူးဗျာ။ကျွန်တော်လည်းစွန်းနာပဲဗလာညစာလာဖို့လို့နိုးတာ။ စားဖို့ကတော့အဆင်သင့်ပဲဗျာအေးအေးကိုညီမလေးကိုသွားနိုးလိုက်အောင်ပါကွာနိုးပါပြီကိုကိုရဲ့ဘိုင်းပြပြညစာတော့စားမယ်လေဘိုင်းရန်စာနေကဲဗျာထိုင်ထိုင်ဘိုင်းစားစားနဲ့ပဲ၃ရောက်သားစားဖို့အတွက်အစားပြုံးရှိသေးပါတယ်အားကနေဆိုပြီးတော့အေဂရီရဲ့အော်ဒါကြောင့်လန့်ဖြတ်ပြီးတော့ညီမလေးညီမလေးဘာဖြစ်တာအေဂရီအေဂရီဘာဖြစ်တာအိုထထမင်းနဲ့မှလောက်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 တွေဟာညီမလေးကလည်းထမင်းကဒီလောက်ပူနေအောင်ဘလို့လို့ပြီးလောက်တွေပါမှာလဲညီမလေးမနက်ကအဖြစ်ပြက်ကိုပြန်ပြီးမြင်နေလို့နေမှာပါရော့ရော့ရေတောက်လိုက်ရော့ဟာအကိုဟုတ်တယ်ဗျာ ဟင်းနေထဲမှာတော့တော်သေးလို့ဗျာမစားမိသေးလို့ဟမ်ဘလို့ဖြစ်တာပါလေကိုကိုရဲ့ဒီရွာပုံမှန်ဟုတ်ရလားဟိုမိမိစိတ်ထဲမှာတော့မတင်ငါရှင်တော့ပြီးတော့တကြီးအိမ်မှာလည်းဖះစင်မရှိဘူးနောက်ပြီးမနက်ကအိမ်မှာလည်းမတွေ့ဘူးပြီးတော့ဒီအဂရီပြောတာဟုတ်တယ်ဗျာကျွန်တော်လည်းသတိထားမိတယ်တခြားဘာသာတွေနဲ့တွေကိုကိုွယ်လို့လားဆိုပြီးလိုက်ရှာတော့လည်းမတွေ့ရဘူးဗျာအေးမင်းတို့ပြောရလဲစဉ်းစားစရာပဲကွာဟင်ကိုဘာသာရေးကိုကြားလားอืมလာလာအပေါ်သွားကြည့်အောင်ဟမ်ရွာသားတွေပဲဟာမိတို့တွေနဲ့ဘယ်သွားကြလဲမသိဘူး ဟူဟူရှိဆိုတာကိုဗလာမို့လားအေးကွာလာလာဒိုလိုက်ကြည့်အောင်ကွာအေဂရီလိုက်ရဲပါမလားမလိုက်ရဲစရာအကြောင်းမရှိပါဘူးကဲပြောနေကြရင်သွားရအောင်၃ရောက်တာတညင်တညွတ်ထဲရှေ့ရသွားနေတဲ့ဗလာတို့နောက်ကနေတိတ်တိတ်စိတ်လိုက်ရင်နဲ့ဟမ်လူတွေကဘယ်ရောက်သွားလဲစွစွနလေးတွေရှေ့မှာပါမင်းတို့တစ္ဆာမရှိကြအောင်မင်းတို့ကြွေးတဲ့ထမင်းကိုလည်းမင်းတို့ကမစားဘူးပြီးတော့ငါတို့နောက်ကိုလည်းလိုက်ချောင်းမို့ကြိုးစားတယ်မင်းတို့တွေတည်သင့်တယ်မင်းတို့အရှင်မထားတော့ဘူး နောက်ကျောဘက်စီကအတန်လာယာစီကိုလက်ကြည့်လိုက်တော့ကိုဗလာပါမျက်နှာကလည်းဖြူဘက်ဖြူရော်နဲ့ကြည့်ရတာကျွန်တော်တို့ကလည်းတကယ်တတ်မဲ့ဟန်ပါနေပေါင်းကိုဗလာရဲ့ကျွန်တော်တို့ရဲ့အပြစ်ကတည်တည်နေဆိုလဲသဘောပါဗျာဒါပေမဲ့သိကျင်တာတခုတော့ဖြည့်ဗျာခမားတို့ကဘာတွေလဲဗျာပြီးတော့ဒီရွာကဘာတွေလဲအဲ့ဒါမင်းတို့သိစရာမလိုပါဘူးကွာအခုမင်းတို့သိရမှာမင်းတို့တေရတော့မယ်ဆိုတာပဲအဲ့ဒီအချိန်မှာပဲတင်းဆက်ကကျွန်တော်နားကိုတိုးကပ်လာခဲ့ပါတယ်အခုကျွန်တော်တို့ပြေးမှဖြစ်မယ်ဗျာလူစုတော့မကွဲစင်နဲ့အဲ့ဒါဆိုလဲပြေးတာပေါ့ကွာမင်းဘယ်ဘက်ကိုပြေးမှလဲရာ လွတ်ကျွတ်ကျွတ်လမ်းကိုပဲယူနေတော့အကိုရဲ့အနောက်ဘက်ဆိုကျွန်တော်တို့လာခဲ့တဲ့လမ်းပဲဗျာမြန်မြန်ပြေးနိုင်မယ်ဆိုရင်တော့လွတ်မှာပါအေးကွာအဲ့ဆိုလဲလောက်ပါ1 2 3ဆိုပြေးတော့1 2 3ပြေးကွာကျွန်တော်တို့ကလည်းအပြေးနောက်ကလည်းထက်ချက်မကွာနဲ့လိုက်ညကတော့အကြီးတန်းသွားခဲ့ပါတယ်မသိလို့ရှိရင်ကဘာပြက်နေသေးတယ်စူညံပွက်လို့ရိုက်ကကျွန်တော်တို့လည်းအာကုန်တုံပြေးနေအမောင်ကဘာတဲကိုရောက်ရှိသွားခဲ့ပါပြီတရိယလိုမျက်လုံးကိုအာယူပြီးဖြွင့်ကြည့်လိုက်တော့မှကျွန်တော်ကိုစိုးရင်စာကြည့်နေတဲ့ဖေဖေနဲ့မေမေပါဒါတရိယလာပြီလားညီမလေးရောမေမေ ရှိပါတယ်။ तू ကတော့သတိမရသေးဘူးတာ။နိုင်တမီးလေးသတိရလာပြီဟာ။တော်သေးတာပေါ့တားတို့ရဲ့မတည်ကောင်းမပြောက်ကောင်းမမေတို့နဲ့တွေ့လို့တာပေါ့မမေတို့ကတားတို့ကိုဘယ်လိုလုပ်ပြီးတွေ့အောင်မင်းတငယ်ချင်းအောင်တိုင်းဖုံးဆက်တာလေမင်းတို့လိုအားပေးသွားမယ်ဆိုတဲ့ရွာမင်းတို့ရောက်မလာဘူးဆိုပြီးဖုံးဆက်လို့တယ်မင်းတို့ပြောက်နေမှန်းသိတာနဲ့လိုက်ရှာရင်လည်းညမင်းတို့တုံးအောင်လို့မမေတို့ကားရှိလဲရောက်ရောမေ့လဲသွားလေမမေတို့လည်းလန့်ပြီးတော့ဘသူတွေလဲဆင်းကြည့်တော့မင်းတို့တွေဖြစ်နေတာကန်ကြီးပြီလို့တာပေါ့တားတို့ရဲ့အော်ဒါနဲ့ တင်းဆက်ပိုင်ရောတတိယပြီလားမမေ။အော်ရွှေစင်သားလေးကိုပြောရလား။ तू လည်းမင်းရင်လေးတင်တတိယရတာမကြသေးပါဘူး။မမေ။တာနားကျင်တယ်ဗျာခဏလောက်။အေးအေးနားလေတာ။ မိမိအတွက်တော့တားနဲ့သမီးဘာမှမဖြစ်တာနဲ့လည်းကျင်နေပါပြီကွယ်။နောက်ဆုံးမှကျွန်တော်တို့သိလိုက်ရတာကတော့အဲ့ဒီရွာကြီးကတခါတလေမှတွေ့ရပြီးတော့တခါတလေမှပျောက်ဆုံးနေတတ်တယ်ဆိုတော့ရှေးလူကြီးတွေပြောပြတယ်ရွာပျောက်ကြီးပဲဖြစ်ပါတယ်။အဲ့ဒီဖြစ်ပျက်ကိုတော့ကျွန်တော်တို့တသက်လုံးမေ့လို့ရတော့မှာမဟုတ်ပါဘူး။ဇလန်လေးကတော့ဒီမှာနေမဲ့ပြီးဆုံးသွားခဲ့ပါပြီဗျ။ဇလန်လေးကိုဆုံးနေတိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။မူရင်းရေးသားသူကိုလည်းဂါရဝပြုရင်နဲ့နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။ တင်တန်းတွေများစွာတက်ရောက်ပြီးတကယ်လက်တွေ့ဘဝကိုရှောက်လန်းရမယ့်ချိန်မှာလမ်းတွေပြောင်းနေတယ်ဆိုရင်တော့ Profit Mobile ဖုန်းမြင်တင်တန်းကြောင့်လမ်းလာခဲ့လိုက်ပါ။တင်းရဲ့စိတ်ကူးအိမ်မက်တွေကိုပုံဖော်ဖန်နည်းနိုင်မယ့်ဒီလမ်းညွန်ပေးပါမယ်။ဒီပညာတွေလိုက်လို့မမီအောင်မြန်ဆန်တိုးတက်နေတဲ့ AI ခကြီးတွေမှာလည်း Mobile ဖုန်းတွေပြတ်သွားရင် Hardware ဘိုင်းပဲဖြစ်ဖြစ် Software ဘိုင်းပဲဖြစ်ဖြစ်ဖုန်း Service ဆိုင်တွေမှာတွားရောက်ပြုပြင်ကြရပါတယ်။တင်သားဖုန်းပြုပြင်ခြင်းနဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်တဲ့ Professional တယောက်ဖြစ်နေမယ်ဆိုရင်တော့တိုးတက်နေတဲ့ AI ခကြီးတွေမှာလည်းလက်ကမောင်းခတ်ပြီးတော့ရင်ကော့ခေါင်းမော်ကရက်တည်နိုင်ပါလိမ့်မယ်။အဲဒီလိုလူတယောက်ဖြစ်ဖို့ဆိုရင်တော့ရန်ကုန်မြို့က မာယုမြို့နယ်လေတန်းဦးထွန်းလင်းချန်လမ်းမှာဖွင့်လှစ်ထားတဲ့ Profit Mobile ဖုန်းမြင့်တင်တဲ့ကြောင့်မှအခုပဲစီးရင်လာသွင်းလိုက်ပါကျွမ်းကျင်တဲ့ဝိုင်းရင်ဆရာတွေကလည်းထိရောက်တဲ့တင် जा မှုတွေနဲ့တအူးချင်းကိုမတက်မချင်းအသေးစိတ်တင် जा ပေးနေရပါ Profit Mobile ဖုန်းမြင့်တင်တဲ့ကြောင့်ရဲ့အားသာချက်ကတင်တဲ့ညစ်တခါပေးသွင်းပြီးတာနဲ့နားမလည်လိုက်တဲ့သင်ကန်းစာတွေကိုလည်းအချိန်အကန့်အသတ်မရှိပြန်လည်တင် जा နိုင်တဲ့အခွင့်အရေးကိုလည်းပေးထားပါသေးတယ်လုပ်ငန်းဝင်ဝင်တဲ့သူတွေကိုပိုင်ဆိုင်ဖွင့်မဲ့သူတွေနဲ့ကျွမ်းကျင်တဲ့တင်တဲ့သားပေါင်းထောင်နဲ့ချီကိုမွေးထုတ်ပေးခဲ့ပြီးတော့တင်တဲ့သားပေါင်းများစွာကိုလည်းဆက်လက်တင် जा ပေးနေတဲ့တခုတည်းသောတင်တဲ့မှာစိတ်က ူးအိမ်မက်တွေဖန်ပြီးပုံပေါ်နိုင်မဲ့သင်တန်းစဉ်မိုဘိုင်းဖုန်းမြင်သင်တန်းမှာဆို Profit